Okay, hello, 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 hello. မင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာညခင်လေးပါဗျာအားလုံးအားလုံးမင်္ဂလာပါမင်္ဂလာပါကဲတော်ဝင်လစ်ပါဘူးတို့ good factor movie ဖြစ်ပါတယ်ဗျာကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာညခင်လေးပါဟုတ်ကဲ့ပါကဲတော်ဝင်လစ်ပါဘူးတို့ good factor movie ကမ်းပါဗျာ အားလုံးပဲမင်္ဂလာရှိသောညခင်လေးပါဂူလေးကထွက်ပြီးပြရဲဒါပဲတော်ဝင်လပါဘူးတို့ဂူထွက်တော်မူကန်းဆရာသမားတို့နော်ဒါပဲကိုဆိုင်မင်းအောင်မင်္ဂလာပါဂူထွက်ပြီးပြရဲဂူထွက်ပြီဂူထွက်ပြီဂူထွက်ပြီအေးအပြရလာရမ်းတန်သွားပြီပြရဲလပါဘူးပြန်လာပြီတဲ့ဗျာနည်းနည်းတော့ပြောဘူးဆိုဘူးတော့နည်းနည်းခက်ခဲတဲ့အနေထားလေးတခုတော့ရှိတယ်ပေါ့နော်ပြန်လာပြီတို့ပြောဘူးရာတော့နည်းနည်းခက်ခဲတယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲတစ်ဖက်ကလည်းဖရန်ဖတ်ဖြစ်နေတာကြောင်းလေပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကစားပုံကတော့ ဒါတကယ်ကိုအားရခြင်းစရာကောင်းတဲ့လီဗာပူလ်တင်းရဲ့ကစားပုံကိုတကယ်ကိုမြင်တွေ့ခဲ့ရတာဖြစ်တယ်။ရတာဆာလာမဝင်လာခင်အချိန်အထိလီဗာပူလ်အသင်းရဲ့အနေထားကဘယ်လိုပုံစံမျိုးကစားသွားခဲ့လဲလီဗာပူလ်အဓိကအဖြစ်တန်ပိုးမချခင်အချိန်ထိပေါ့နော်ဒီပွဲရဲ့တန်ပိုးမချခင်အချိန်ထိကလီဗာပူလ်ကစားသွားတဲ့အနေထားကတကယ်ကိုအားအသင့်စရာကောင်းတယ်တကယ်ကိုဒီပွဲစဉ်မှာဒီလိုပုံစံမျိုးနဲ့အကောင်းဆုံးပြန်လာလိမ့်မယ်လို့မျှော်လင့်မှားတဲ့အနေထားတစ်ခုကနေပြီးတော့အကောင်းဆုံးပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါ ဂရာဘီမက်ကဆိုဘူ၃ယောက်လုံးကိုစတီဗန်ဆိုဘူတယောက်ထဲကစားတော့တာကျွတ်စင်ပြာအာတကယ်ကျွတ်စင်ဆိုဘူစလိုက်မယ်ခင်မှုရှိလိုက်တာမျိုးရဲ့ဒါမှခင်မှုမရှိရတာတော့ကြာနေပြီလေဆိုဘူကပေချင်းကြီးကြီးကောင်းနေပြာလေဟုတ်ကဲ့ပါဆာလာမျက်နှာကြီးကြည့်ကြအောင်ပြာလေကိုမျိုးအောင်မင်္ဂလာပါဗျာဖလော9ရအမှာနော်နဲ့အာတကယ်တမ်းဆာလာဒီဘက်ကိုလူလူကြည့်ကြည့်ပေးနိုင်မယ်ဆိုရင်တော့ဖလော9ရဖို့အခွင့်အရေးမှရှိတယ်ဒါပေမဲ့လို့ ဒီဘက်ကပေးမှုရတယ်နောက်တန်းနဲ့ဂိုသမားဂျားရဲရနေပေးရမယ့်အနေအထားမှာသူဂိုသမားကိုကြော်ဖြတ်ပြီးတော့ပဲဂိုသမားပေါင်ကျဲရနေပြီးပေါင်ဂျားရဲရနေပြီးတော့ဂိုသမိုးကြိုးစားလိုက်တဲ့အနေအထားတစ်ခုဖြစ်ပါတယ်ဗျအဲဒီနောက်လေပါဘူးနော် brother ရဲ့ဟုတ်ပါတယ်ဗျတကယ်ပါ ကူအောင်နေရတာအသားကြီးတောင်ဖြူလာတယ်ဗျာအဲချန်ပီယံလိဘယ်ကန်ကျင်တော့တဲ့ကူစင်းနဲ့ဆာလာကမရတော့ဘူးဗျာသူလာနဲ့နှီးလာတာအဲကဲအဲတော့ကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကဲโอเคကျေးဇူးများကြီးတင်ပါတယ် reaction လေးမနေရသေးရင်လက်မလေးတွေအသေးလေးညှိပေးကြပါအောင်မแชร์ရသေးရင် share ပေးကြပါအောင်ဒီပွဲနဲ့ပတ်သက်ပြီးတော့ trade 2ပြောရမယ်ဆိုရင်တော့ portal လူစင်းကတော့ဘာမှပြောစရာတော့မရှိခဲ့ဘူးဒါကဆာလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာတောက်လျှောက်ဝေဖန်ခဲ့တဲ့အလျောက်အနီစလော့အနေနဲ့ကဒီပွဲစဉ်မှာမိုဟာမက်ဆာလာကိုအသုံးမပြုလာခဲ့ဘဲနဲ့တိုက်စစ်မှာကျွန်တော်တို့အကီတီကီနဲ့အီဆက်နှစ်ယောက်လုံးကို ွန်းတွဲသုံးလာခဲ့ပြီးတော့ဖူဖူတူးဆိုတဲ့ပုံစံမျိုးကိုကစားလာခဲ့တာဖြစ်တယ်။တကယ်ကိုမိုက်တဲ့ကစားဟန်တစ်ခုကိုမြင်တွေ့ခဲ့ရတယ်။ဒါအလဇနာအီဆက်အခွင့်အရေးတစ်ခုတချို့ရားခဲ့ပေမဲ့လို့အသုံးမချနိုင်ခဲ့တာလေးတွေရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာအကီတကီကတော့လုံးဝကိုရှဲ့ပဲဗျာ။လုံးဝလုံးဝမှကိုအကီတကီရဲ့ကစားဟန်ကလုံးဝကိုရှဲ့ကစားပြသွားခဲ့တယ်။အဲဒီလိုပဲ Florian Wirtz အဆင့်၂ကြိမ်ရသွားခဲ့ပြီဖြစ်ပါတယ်အဆင့်၂ကြိမ်ရသွားခဲ့ပြီဒါဒီပွဲမှာပြောမယ်ဆိုရင် Liverpool အသင်းအတွက်ပေါ့နော်တကယ်ကိုဂိုးဖန်နေမှု၂ကြိမ်အကောင်းဆုံးလုပ်ပြသွားခဲ့ပြီကွန်းလယ်မှာ Dominic Szoboszlai တကယ်ကို Gravi ရဲ့တာဝန် Maka ရဲ့တာဝန်သူတာဝန်အကုန်လုံးအကုန်လုံးကို Dominic Szoboszlai တယောက်တည်းပဲယုံသွားခဲ့တာအရန်ကောင်းနေတယ် ပြောမယ်ဆိုရင်တော့နောက်တန်းမှာကျွန်တော်တို့ပြန်ပြီးတော့ခြိလိုက်ပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုရင် Connor Bradley က Connor Bradley နဲ့ Prince Paul ရဲ့နေရာကလွဲလို့ဗဟုခံစစ် Bucky Van Dyke နဲ့ Ibrahim Konate ဘယ်ချမ်းခံစစ်မှာ Malos Kaká မပါဝင်နိုင်တဲ့အနေအထားမှာပေါ်ထွက်လာခဲ့တဲ့ကျွန်တော်တို့ Andy Robertson ဘလောက်ထိမိုက်ခဲ့လဲဘလောက်ထိကောင်းခဲ့လဲအကုန်လုံးမြင်တွေ့ခဲ့ရပြီဗျာအကုန်လုံးအကုန်လုံးမြင်တွေ့ခဲ့ရပြီဆိုတော့ပြောချင်တာကကျွန်တော်တို့ Arnislon အဖြစ်ရပါလေခင်ဗျားတို့အားလုံးမြင်သာပြီးထင်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာကျွန်တော်တို့တောက်လျှောက်ပြောခဲ့ကြတယ်မူဆာလာကိုကျွန်တော်တို့ဝေဖန်ခဲ့တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ဆာလာကပရီးမီးယားလိချန်ပီယံပရီးမီးယားလိချန်ပီယံဆုကိုဆာလာကယူပြီးခဲ့တာဆာလာရှေ့မှာဘလောက်လုပ်ပြခဲ့လေအဒီနီထားဒီပုံမှာဆာလာပုံမှာပြန်ကြည့်တဲ့နေခင်ဗျားတို့အဲ့လောက်မဝေဖန်မှုမဝေဖန်တင်မှုမင်းတို့အဲ့လောက်မဝေဖန်တင်မှုဆိုပြီးတော့ကြတော့ခင်ဗျားတို့ဘလောက်ပဲပြောနေပါစေဒီနေ့ပွဲစဉ်မှာဆာလာပါဝင်ခြင်းနဲ့မပါဝင်နိုင်ခြင်းရဲ့ အနေထားတစ်ခုကတတော်မများကွာခြားသွားခဲ့လို့ကျွန်တော်မြင်နေဒါရှေ့မှာရှင်ဘယ်လိုပြောလဲရှင်ပြူတော်ကရွှေသီးဆောင်ခဲ့တဲ့အရာတွေကိုမေးလိုက်တော့ဗျာဒီတာရှင်ပြူတော်ကရွှေသီးဆောင်ခဲ့တာအခုလက်ရှိမှာဘာဖြစ်နေလဲဖြစ်နေတဲ့အနေထားပေါ်မှာမူတည်ပြီးတော့ကြည့်ရမှာပဲပေါ့နော်အဲလိုကြောင့်ဒီနေ့ဖို့ဖို့တူကစားသွားတဲ့အပေါ်ကအာနီစလော့အနေနဲ့လေပါဘူးအသင်းနဲ့ပတ်သက်ပြီးတော့အဖြေတစ်ခုရလိုက်မယ်လို့ကျွန်တော်အနေနဲ့မြင်နေ ဒါပေမဲ့ကျွန်တော်တခုသတိပေးချင်ပါတယ်ဒီနေ့ပွဲစဉ်ကလစ်ပါဘူးအဆင့်အမှန်ပြန်လာသေးတာမဟုတ်သေးဘူးလို့ကျွန်တော်တို့စိတ်ကလေးကိုရှော့တွေးထားပါဘာဖြစ်လို့ဆိုတော့လာမယ့်အပတ်ကဘရက်ဖို့နေပါဗျာလာမယ့်ကျွန်တော်တို့ဝီကန်မှာကျွန်တော်တို့ဘရက်ဖို့နေကစားဖို့ရှိတယ်အဲတော့ ဟိုဖရန်ဖတ်ကလည်းဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုရွေးပါတယ်လီဗာပူးအသင်းရဲ့ first defensive line ကိုတောင်ကြော်ဖို့ကစားဖို့ခက်ခဲနေတဲ့ဖရန်ဖတ်အသင်းရဲ့ကစားဟန်တစ်ခုကိုမြင်တွေ့ရတယ်အဲအဲ့ဒီအပေါ်မှာလေလီဗာပူးအသင်းဘက်ကကစားဖို့ရာအတွက်တော်တော်လေးတော်တော်လေးလွယ်ကူနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အာတကယ်လည်းကောင်းပါလေပထမပိုင်းသူတို့ဂိုးမပီးရတဲ့အချိန်ထိရတော့ ဖရန့်ဖတ်အတင်ရဲ့ခန်းစစ်ကစားမှုကတော်တော်လေးမာကြောတယ်ဆိုပေမဲ့လို့တော်တော်လေးစီးချက်ညီတယ်ဆိုပေမဲ့လို့ဒီအဂိတကီရဲ့ဂိုးကိုခွင့်ပြုပြီးရပြီးနောက်ပိုင်းမှာဆိုရင်တော့ဖရန့်ဖတ်အတင်ရဲ့ခန်းစစ်ကစားဟန်က တော်တော်လေးကိုဝါစီးပြည်တယ်လို့ပြောကြသွားတာကိုကျွန်တော်တို့တွေ့ရတယ်။အဲတော့ဘလူးဝေးပြစ်ကတော့လာမဲ့ဘရက်ဖို့နဲ့ပွဲကိုကျွန်တော်တို့တေချာဘောက်ကိုစောင့်ကြည့်ရမယ်။အဲ့ဒီပွဲစဉ်မှာလေအာနီစလော့အနေနဲ့လူစားလဲမှုထပ်ပြီးတော့ကြတော့လူထုတ်ပုံပေါ့နော်။မှန်ကန်ပါစီလို့ပဲကျွန်တော်တို့ကဆူတောင်းသွားမှာဖြစ်ပါတယ်ဗျ။ နောက်ခါမှာကြတော်လုံးစုပူလာမှာဗျာလေဂူအောင်မင်းသားကြီးပြန်လာပြီလေ KKR UCN လေးစမှာမပေါ့ဘူးမို့လားလေအခုကဘလို့ပါလာလာလေတဲ့ကျွန်တော်တို့ဒီနှစ်မှာဒီနှစ် UEFA ရဲ့ rule ရာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီဟိုပါပေါ့နော် အချန်ပီယံလိမှာကျွန်တော်တို့ကဒီပထမတင်ထားတဲ့လူစည်းရင်းကိုအပြောင်းလဲလုပ်ခွင့်ရှိပါတယ်ဗျလူအပြောင်းလဲလုပ်ခွင့်ရှိပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကာလာရှီဒန်ယာရသွားတယ်ဆိုလို့ရှိရင်ကာလာရှီအနားယူရမယ်ဆိုရင်အဲ့ဒီကစားသမားရဲ့နေရာမှာနောက်ထပ်တဦးကိုအစားထိုးပြီးတော့ထည့်သွင်းခွင့်ရှိပါတယ်အခုလက်ရှိမှာဂျီယိုဗန်နီလီယိုနီက ACN အကြောင်းမို့လို့ကာလာရှီအနားယူရမှာဖြစ်တဲ့အတွက်လီယိုနီရဲ့နေရာမှာခီဇာကပါဝင်လာခဲ့တာဖြစ်ပါတယ်ဗျ ဆိုပိုကျွန်းရောဘတ်ဆန်ကောင်းနေဗျာတဲ့အဲပွဲဆက်သချင်းမင်းရဲ့၂၀ကျော်မှာဂိုးရနိုင်မဲ့အငွေသက်ကိုမခံစားမိဘူးဗျာတဲ့ဟောဝတ်သက်ဟဲ့ကောင်းပါလေအဲ့ဒီအချိန်ကနေကခမဆူပိုစလိုင်းရဲ့လော့ဘက်ကနေပြီးတော့ကြတော့ခမအကီတီကီအဲ sorry ဒီအလဇနာအင်ဆက်ရသွားခဲ့တဲ့အခွင့်အရေးကြီးလေအများကြီးရှိရလေ ဆာလာဟာဆော်လီသွားတဲ့နေပြရဲ့ဆာလာတကူကောင်းဆန်မှုလက်ဖြားခါတယ်ဗျလုံလုံအားကြည့်တယ်ဒီနေ့ပွဲစဉ်အပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီအဲဒီဖလော်သူဂိုသမားပေါင်ကြတဲ့ကထဲလိုက်တဲ့အလုံးဆိုလို့ရှိရင်တကယ်ကိုအဲ့ဒီလုံကဖလော်ကိုပြီးလိုက်မယ်ဆိုရင်သူသာပြီးနိုင်မယ်ဆိုရင်ပေါ့နော်ဖလော်ကိုရသွားနိုင်တဲ့အနေအထားတစ်ခုရှိတယ် ဒါပေမဲ့လို့ဆာလာကသူကိုယ်တိုင်ပဲအဆုံးသတ်ဖို့စိတ်ကူးခဲ့တယ်ပေါ့နော်အဲ့တော့ဒါကတော့အပြစ်မပြောဘူးဗျာကျွန်တော်ကအဲ့ဒီပုံမှာတော့အရင်ကြီးတော့အပြစ်မပြောပါဘူးပြောမယ့်ဆိုရင်နောက်တန်းကသမားတစ်ယောက်ရှိတယ်ဗျာဂိုးသမားလည်းရှိနေတယ်အနီထားမှာနှစ်ယောက်ကြားခဲ့ရနေပြီးတော့ရေယူပြီးပေးမဲ့အစားဒီဂိုးပေါင်းကိုပဲသူ့ရဲ့ပုံမှန်အတိုင်းဘဲချိန်နဲ့အပိုင်ကန်သွင်းခဲ့တဲ့အနေထားတစ်ခုပေါ့နော်။ဒါမှဒါပေမဲ့လို့ပြီးကတော့အေရီယာဘောက်ထိတ်ကနေပြီးတော့သူ့ရဲ့ထရိတ်မတ်ကန်သွင်းချက်ဒီအေထောင်တက်သွားတဲ့အနေထားတွေရာလေအဆင်မပြေဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဗျ။ ဆူဘူကိုကြိုက်ဆုံးမြဒီနေ့ပွဲစဉ်ကဆူဘူမန်အွန်သမတ်ပါမန်အွန်သမတ်လုံးဝဆူဘူစလိုင်းမန်အွန်သမတ်ပါနောက်တစ်ယောက်ကခမရုပြောနေတယ်ဖလော်ကဂျင်းလာဖလော်ကဂျင်းကောင်မှာဖလော်ကဂျင်းကောင်မှာဆိုတဲ့အနေထားတစ်ခုလည်းခမရုရှင်းရှင်းလင်းလင်းမြင်သာခဲ့ပြီလို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဆက်ပြီးတော့ကျွန်တော်လက်ရှိမှာအာဒီဘယ်လိုပြောမလဲ အဲဒီလက်ရှိမှာကျွန်တော်တို့ဘယ်တန်းခံစစ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီကာကက်စ်ရဲ့နေရာမှာရောဘတ်ဆန်ကအဓိက main line နဲ့ပွဲထွက်အဖြစ်ကျွန်တော်တို့ပေးသင့်တယ်ကာကက်စ်ကိုတင်ယူခိုင်းရအောင်မယ်ဆိုတာလည်းကျွန်တော်တို့မှန်တယ်နောက်တစ်ခုကတော့ဆက်ပြီးတော့စိတ်ပူကျေစရာကောင်းတာတော့ဒီ print ပေါင်ရဲ့ဒဏ်ရာပေါ့ဗျာ print ပေါင်ရဲ့ဒဏ်ရာဘယ်လိုဖြစ်မလဲတော့ကျွန်တော်တို့မသိရသေးဘူးဗျာစောင့်ကြည့်ရပါပဲ ဘာပဲပြောဖလော်လေးကြည့်တတ်ပါလေဗျာတဲ့ဆာလာကံကြက်တွေလုံးဝမမှန်တော့ဘူးဗျာဆာလာဖိုင်ဆန်နဲ့မပါရေးဆန်နာပြမလို့ဖြစ်နေပြီတဲ့ဖလော်ရီယန်ဘေးအရန်မိုက်တယ်ဗျာဒိုးတွေတကယ်ပြန်လာပြီတဲ့မဟုတ်သေးဘူးဗျာပြန်မလာသေးဘူးဗျာလက်ပတ်ဘူးပြန်လာပြီလို့ပြောလို့မရသေးဘူးစောင့်ကြည့်ရောအရန်ကြီးဆန်နာမဆုံးနဲ့အရန်ကြီးဆန်နာမဆုံးနဲ့အရန်ကြီးဆန်နာမဆုံးနဲ့တကယ်ပြောတာပါလက်ပတ်ဘူးပြန်လာပြီလို့မပြောပါသေးနဲ့ဟုတ်အဲကျွန်တော်တို့အသင်းရဲ့လက်ရှိအနေအထားတစ်ခုကဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့နိုင်လောက်တဲ့စိတ်အေးချမ်းမှုတစ်ခုကိုပွဲချိန်အတွင်းထဲမှာပေးခဲ့တယ်ဆိုပေမဲ့လို့တစ်ဖက်ကကစား ားရတာဖရန်ဖတ်ပါနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်ပွဲရပြီးတော့ကြတော့တပွဲတည်ရင်နဲ့၃ပွဲရှုံးနိုင်ထားတဲ့အသင်းတစ်သင်းမှာအဲ့တော့ တဖက်ကကစားရတာလေဖရန်ဖတ်ဖြစ်နေတဲ့အတွက်လီပါပူပြန်လာပြီးလို့တော့ယတိပြက်ပြောလို့မရသေးဘူးလို့ပြောရမှာပါဒါပေမဲ့နောက်ပွဲတွေအဆောင်ကြည့်ပေါ့နော်နောက်ပွဲတွေမှာအခုလိုပုံစံမျိုးအာနစ်စလော့အနေနဲ့လှုပ်ထုတ်ပုံမှန်မင်းပွဲချင်းကမ်းမှုပုံစံတွေမှန်မင်းသူသွားကျင်တဲ့ဂိမ်းပလန်တစ်ခုအပေါ်မှာသူ့အနေနဲ့ဒီကစားသမားဟောင်းကြီးတွေအသင်းကိုဘာလုပ်ခဲ့ပေးခဲ့တာညာလုပ်ပေးခဲ့တာအဲ့ဒီကစားသမားတွေရဲ့အပေါ်မှာကန်ဆမ်းမဲနိုင်နေမဲအစားပေါ့နော်ကန်ဆမ်းမဲနိုင်နေမဲအစား ဟိုကန်ဆန်းနေမယ့်အစာကံကိုယုံပြီးတော့စင်းစူးပုံနင်းနေမယ့်အစာလက်ရှိတကယ်လုတ်ပြနေတဲ့ကစားသမားကိုတကယ်ထည့်သွင်းတာအကောင်းဆုံးလဲဆိုတာအကောင်းဆုံးသိသွားလိမ့်မယ်ထင်ပါတယ်ဗျဖလော်တွဲတာရေတော်တော်လာတယ်ဗျအားတဲ့သူတို့ဘာလို့အရန်မာထားလဲဆိုတာသိမှာပါဆာလာသာမကန်မဲနဲ့ထိုးပြလိုက်ရင်ဝေးကူရတယ်ကွာတော်သေးတယ်လေဟုတ်ပါတယ်မကကြာသွားတာလားတယ်မဟုတ်ဘူးဗျ ကျွန်တော်အားလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းတူတူပွဲကြည့်နေရင်းနဲ့ခင်ဗျားတို့အားလုံးမြင်လိမ့်မယ်ထင်ပါတယ်ကျွန်တော်ပြောခဲ့တာကဒီနေ့ကျွန်တော်တို့ဒီ Alexis McAllister ကိုသုံးသွားတဲ့ပုံစံမှာကျွန်တော်တို့ဒီဝင်လာခဲ့တဲ့အနေအထားပေါ့နော်မာကာလူသားဝင်လာခဲ့တယ်ကတ်တဂျုံနဲ့ဒီဆူဘူနဲကဒီအေးဒီစစ်ရူးမှာနှစ်ယောက်ထိုင်နေပြီးတော့မကကကျွန်တော်တို့တန်ရူးမှာကစားသွားခဲ့တယ်ဒီပြောမယ်ဆိုရင်ဖလော်ရီယန်ဘင်းနဲ့တွဲပြီးတော့တန်ရူးပုံစံမျိုးကစားသွားခဲ့တဲ့အနေအထားအဲတော့အဲ့ဒါကမကရဲ့အကောင်းဆုံးပုံစံမဟုတ်ဘူးဗျမကရဲ့အကောင်းဆုံးပုံစံက စစ်အိတ်ရူမှာကောင်းတာပြောမယ်ဆိုရင်တပည့်ပိုင်မော့ဆန်ဆန်ကစားရတဲ့အနေအထားအာဂျင်တီးနားမှာဆိုရင်လည်းသူအဲ့လိုပုံစံမျိုးကစားတာများတယ်ဒီအဲ့တော့အဲ့လိုပုံစံမျိုးကစားတဲ့အပေါ်မှာအာနစ်စလော့အနေနဲ့ကဒီယာဒီမှာမက်ကာဝိုရှေ့ကိုတလိုင်းတင်ထားပြီးတော့ဆူဘူစလိုင်းကိုတလိုင်းဆွဲချထားရလို့မြင်နေအဲ့ဒီပုံစံကဆူဘူစလိုင်းရဲ့အကောင်းဆုံးပုံစံကိုရတယ်ဆိုပေမဲ့လို့တစ်ဖက်ကကျွန်တော်တို့ယင်းနီလိုက်ရတာကမက်ကာရဲ့အကောင်းဆုံးပုံစံဖြစ်နေရလို့ပဲကျွန်တော်မြင်ပါတယ်ဗျာ ဖလော်ရဲ့ကစားကွက်တွေးပြီနော်တဲ့မန်ယူကလည်းပါဦးနိုင်ကြီးဖလားရသွားလားကိုစင်နဲ့မသိဘူးပြကိုအောင်သိရင်မင်္ဂလာပါဂျုံဆူဘူးရောဘတ်ဆန်ရှယ်ပဲဗျာနောက်ပွဲမှာဆာလာကိုအရင်ပဲထားပါသေးစူတောင်းနေရတယ်ဗျာလေပထမပိုင်းလူစီရင်ဖတ်စလိုက်နဲ့ထားသိမိထင်တယ်တဲ့အကီတီကီကတော့အသင်းနဲ့တကယ်ကိုလုံးပြနေတာရှယ်ပဲဗျာတဲ့ဖရင်ဘောင်ကဘလူဖြစ်သွားတယ်လေဖရင်ဘောင်ကလက်ရှိတွေးတာတော့ကြွက်သားတန်ရာကိုလည်းတွေးတယ်အဲ့ပြီးတော့ကျွန်တော် hamstring injury ပေါ်တော့တကောက်ကြောတန်ရာကိုလည်းကျွန်တော်တို့တွေ့တယ်မသိသေးဘူးလက်ရှိကျွန်တော်တို့ print မောင်ကဘာမှမဟုတ်ဘူးပြင်းရင်းလွှမ်းရင်းနဲ့ပဲအဲကျွန်တော်ထင်တော့တကောက်ကြောတန်ရာနဲ့တူးတယ် အဲနားတော့နားလိမ့်မယ်ဗျလွယ်တော့မလွယ်ဘူးဖလော်အစ်စ်တွေရသွားတာပြောပါတယ်ဗျာတကယ်တမ်းအဆုံးသက်သေးကြရင်ဒီထက်ပူပြီးတော့ဖလော်အစ်စ်တွေရရမှာတကယ်ကိုအခုထက်ပူပြီးတော့ကိုးဖန်နေမှုတွေရခဲ့ရမှာလို့ကျွန်တော်မြင်ပါတယ်ဒါကျွန်တော်တို့အသင်းရဲ့ကစားသမားတွေအဆုံးသက်မသေးကြခဲ့လို့ပါဆာလာနီယာလူခေါ်ပါတော့ဗျာလေဆာလာတော်တော်ဆိုးသွားပြီဒီကစားကွက်နဲ့စိုက်ကားကိုနိုင်ရင်ဘယ်လောက်ပြိုလိုက်မလဲဗျာအဲ့မှန်တာပေါ့အဲဝစ်ကူကူရစီခြင်းတွေဗျာလေစူးစမ်းပြီးတော့တဲ့မကာအိုဖြစ်ပြီးတော့ကျေးဇူးပါတယ်ရပါတယ်ဗျာ အဲဖလော်ဒုတိယပိုင်းရှေ့ကောင်းနေပြားလေစူပူရဲ့ကန်ချက်ကောင်းနေပြားလေအမ်ဒိုမီနစ်ဆူပူစလိုင်းကတော့ဒိုမီနစ်ဆူပူစလိုင်းပါပဲစူပူကြီးပဲကျွန်တော်ဒီနေ့ရာသီမှာကြည့်ရတာတကယ်အားရတယ်ပေါ့နော်ဆူပူစလိုင်းကတော့ဘယ်နားမှာပဲထားထားဘယ်နေရာမှာပဲ3-3ကိုနီးပြ3တဲ့နေရာတိုင်းမှာအပြေအဝအသုံးတော်ခံနေတဲ့ကသမာတူလို့ပဲကျွန်တော်မြင်ပါတယ်ကာကပ်ပိုင်ကစားကွက်ပြက်စီတယ်လို့မြင်နေပြားရိုဘိုပိုင်ကစားကွက်ရှယ်ပဲတဲ့အရင်ကြီးအားရမနေဘူးလေအမရအားမရအားရစရာမဟုတ်ဘူးအရင်ကြီးအားရမယ့်အခြေအနေတခုမဟုတ်ဘူး ရှေ့ရလေးဝဲဆက်အရှုံးကနေပြီးတော့နိုင်ရီကန်နေရနေပြီးတော့ပြန်တက်လာသလိုဘုံဆိုပြီးအတင်းတင်းရကောင်းလာဘူးဘလို့နည်းမှမဖြစ်နိုင်ဘူးဒီလိုပုံစံမျိုးဖြစ်လာခဲ့ရဆိုတော့ကအပေါင်းလက္ခဏာဆောင်ပါအပေါင်းလက္ခဏာဆောင်ခဲ့တာခင်ဗျားတို့ဒီနေ့ပွဲစဉ်မှာဂိုးပြန်ပေးရတဲ့အပိုင်းအားနည်းချက်ရှိခဲ့တာမှန်တယ်ဒါပေမဲ့တို့ကစားတဲ့ကစားမားတွေကိုကြည့်လိုက်ကစားတဲ့ကစားမားမှာ corner break လေးပြီးတော့ကျွန်တော်ထပ်ပြီးတော့ဒီဒီတပည့်ပိုင်ဝန်းမှာကစားခဲ့တာက အာကျွန်တော်တို့ကာတစ်ဂျုံနဲ့ဒိုမီနိုဆူဘိုစလိုင်းဆိုတဲ့အချက်ကိုလည်းခင်ဗျားတို့အနေငယ်လေးမိနေကြတယ်လို့ကျွန်တော်မြင်တယ်ပေါ့ဗျာအဲ့တော့ပြောရမယ်ဆိုရင်တော့အသင်းတသင်းကဟိုရှေ့ရတောက်လျှောက်ရှုံးနေခဲ့ပြီးသားနေပြီးတော့လုံးဝနိုင်ရကန်တွေကနေပြန်ထွက်လာသလိုဘုံဆိုပြီးတော့တန်းပြီးတော့အလုံးစုံပြန်ကောင်းလာဖို့ကတော့မလွယ်ပါဘူးဗျမောင်းအောင်သမတ်တဲ့မောင်းအောင်သမတ်ဒိုမီနိုဆူဘိုစလိုင်းမှာပဲဗျရိုဘိုကခရော့ဘောတွေတင်ပေးတယ်ဗျအဲ့ဒါဘရက်လီကန်နာဂိုးပြီးတင်နေတာဗျအဲ့ဒါဟုတ်ကဲ့ပါ ဖလောကန်နာဂိုဘီထင်တာဂိုသမားကွယ်သွားတယ်ဗျာတဲ့ဂျဲဒဲချာစီနဲ့ထိုက်တန်ပါတယ်ရူဘူးငါမဦးသေးဘူးပြခဲ့တယ်ဗျာတဲ့အမှန်တရားပါကျွန်တော်တို့ရှေ့မှာကနေကပြောခဲ့သလိုပဲကာကတ်စ်ကိုအရန်ကုန်မှာထားပြီးတော့ရူဘူးကိုနေရာတစ်ခုပေးသင့်ပြီလို့ကျွန်တော်ကတော့မြင်နေအဲအဲ့ဒါကလည်းကာကတ်စ်အတွက်လည်းပူပြီးတော့တင်ယူဖို့အခွင့်အရေးရမယ်လီဗာပူးသင်းတို့ကလည်းပူပြီးတော့တည်ငြိမ်တဲ့အနေအထားတစ်ခုကိုဖန်တီးလိုက်မယ်လို့ကျွန်တော်မြင်ပါတယ်ဗျာပေးချမင်းကခုနခါတောင်များတဲ့အချိန်ကြီးတော့မကောင်းသေးဘူးတဲ့မကြည့်လိုက်ရဘူးဗျာတဲ့ဆာလာကိုအပြစ်မမြင်စေခြင်း အဲမတုံးတော့တာပဲကောင်းမယ်လေအမှန်တရားပဲစူဘူကြီးကမမောတတ်ဘူးလားဗျာလေတက်လုံကောင်းချက်ပဲသွားကြီးဖြဲပြီးအိတ်တော့မယ်ကုစင်ကြီးတဲ့စူဘူကဂျောကာကြီးပါဗျာလေကာကက်ကတင်ယူဖို့လုံနေသေးတယ်ဗျာလေဟုတ်ပါတယ်မန်စီးတီးရီယဲကိုနိုင်ရင်လီဗာပူးပြန်လာပြီပေါ့ကုစင်ကြီးတဲ့အင်းငသင်းလုံးကိုစတိုက်နိုင်ဘူးကတော့ကတော်တော်လေးခက်ခဲလိမ့်မယ်အချင်းနေကဲ okay မှာဘာဝေးပြေးကတော့ကျွန်တော်တို့ဘာဝေးပြေးဒီလက်ရှိကျွန်တော်တော်ဝင်အင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းကြီးပရိသတ်တွေရဲ့ ဂူထွက်တော်မူကန်းပေါ့နော်ဒီနေ့ရတော့မဆုံးပါဘူးအဲကျွန်တော်ကစားဘူးဗျကိုတင်ကိုဒီနေ့ကျွန်တော်ဘာမှမကစားပါဘူးကာတေဂျုံနဲ့ဆိုဖို့ဘာမှပြောစရာမရှိဘူးဗျာလေကာတေဂျုံကပထမအိမ်မှာတော့နည်းနည်းလွဲတယ်ဗျာပထမအိမ်မှာသူနည်းနည်းကြောင်နေပွဲတက်မှုမှာသူနည်းနည်းကြောင်နေတာတွေ့ရပေမဲ့လို့ပွဲစဉ်ကြာလာတဲ့အမြအရန်ကောင်းလာပါလေဆိုဖို့စလိုင်းကတော့ပြောစရာကိုမလိုဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အတွက်အကောင်းဆုံးကစားသမားဆိုလို့ရှိရင်အကီတကီနဲ့ dominance over slime မှာပဲဗျလုံးဝသိကြပါတယ်အကီတကီနဲ့ dominance over slime တကယ်မိုက်ပါတယ်အကီတကီနေရာယူပုံတွေ movement တွေပြေးထွက်သွားတဲ့အနေအထားတွေတကယ်ကိုရှေ့ပဲ dominance over slime oh my god ဒီဘေးကြီးอ่ะဒီဘေးကြီးอ่ะကြက်ရဲဂျာစီကြီးနဲ့တကယ်ကိုထိုက်တန်ပါတယ်ဗျအဲ့ဒါပါပဲဆာလာကိုချစ်ပေမဲ့အခုချိန်မှာအောက်ထားမှာအဆင်ပြေမယ်ဗျာတဲ့အမှန်တရားပါပဲဒါကိုတတော်များများလက်ခံဖို့လိုပြီးပေါ့နော်အဲဆာလာရဲ့ဖန်တွေကျွန်တော်ရှေ့မှာတော့ငါဟိုတနေ့ကကျွန်တော်ဆာလာကိုဝေဖန်တော့ငါတောက်လျှောက်ဆာလာကိုဝေဖန်ခဲ့တော့ငါပြောခဲ့တဲ့ လူတွေအကုန်လုံးလဲလက်ရှိနေထားမှာလက်ခံသိမိလို့ကျွန်တော်မြင်နေနောက်တစ်ခုကဂပူအကြောင်းလေးပြောပြပေါ့ဂပူဒီနေ့ပွဲစဉ်မှာဂပူဘာလီလုတ်ပြသွားလဲခင်ဗျားတို့မြင်တာပဲဒီဘာလီလုတ်ပြသွားလဲဒါကစားမတယောက်ကဟိုအဂီတကီလဲမားတာပဲအီဆယ်လဲမားတာပဲဒါပေမဲ့ဆာလာကစားခဲ့တဲ့အနေထားဂပူကစားခဲ့တဲ့အနေထားတွေပြန်ပြီးတော့ရှိန်ကြည့်လိုက်ပါဂပူကဂပူရဲ့နေရာမှာဂပူပါပဲဗျလုံးဝသိကြပါလေဒီနေ့ပွဲစဉ်မှာချီကျူးကမှာခီရီစာခီရီစာ ဖွဲဘွဲထွက်လိုင်းနဲ့လူစီရင်17ရောင်းနဲ့မထိုက်တန်သေးပေမဲ့လို့ခီရီစာတကယ်ကိုပရှင်ပြည်နဲ့ကြိုးစားနေရပြတကယ်ကိုစိတ်တဲ့အပြည်ပဲအသင်းပေါ်မှာလုံးဝမှပေးဆက်ကစားတဲ့စိတ်တဲ့အပြည်နဲ့ကစားနေတာဖြစ်ပါတယ်ဘလုံးကိုကျင်နေဗျာဆူဘူတီယာနေဘလုံးဖြတ်ပေးနေတာရှေ့ကြီးတဲ့ဒီယန်နေဘလုံးဖြတ်ပေးနေတာဒီယန်မဟုတ်ဘူးဗျာဆူဘူကစားနေတာဒီလိုင်းရင်ပလေးမိတ်ကာလို့ပြောရလိမ့်မယ်ငါလားကွာလမ်းပြန်ထွက်နေတာပဲတကယ်ကိုတကယ်ကိုတကယ်ကိုဒီယန်မရူကနေပြီးတော့ပလေးမိတ်ကာကြီးလုတ်ပေးနေတာ ကဘူတကယ်ကောင်းနေဗျာတဲ့ဒီနီးပြနဲ့ဖလားရရင်တော့အရန်ကန်ကောင်းပါပဲလုတ်ပြန်ပြီဣဇက်ကိုဘလို့မြင်လဲကိုစင်နဲ့အမ်ဣဇက်ကိုဘလို့မြင်လဲဆိုတော့နည်းနည်းလေးပေါ့သူကြက်ခိုင်မှုအနေထားရှိမှပွဲတွေဝင်နေတဲ့အနေထားကြောင့်မလို့အနေငယ်လေးရုန်းကန်နေရတယ်မြင်ပါတယ်ဒါပေမဲ့လက်ရှိကစားဟန်တစ်ခုအရာဆိုရင်မကြခင်ကိုရလိမ့်မယ်ဗျမကြခင်ကိုရလိမ့်မယ်တကယ်ပြောတာဣဇက်မကြခင်ကိုရလိမ့်မယ်ဖလော်တောင်စစ်တွေရလာပြီဗျအကီတကီရှယ်ဗျမကြခင်ကိုရလိမ့်မယ်သိကြပါလေဗျ ကိုစင်ပွဲစားရင်ဘယ်မှာကြီးအောင်လဲကိုစင်နဲ့တူတူကြီးရင်လို့ဘယ်မှာ live ဝင်တာလဲတဲ့ကိုစင်နဲ့ဘော်ဒါများလို့ပဲ Facebook မှာရှာလိုက်ပါအဲ့ဒီ group မှာပဲကျွန်တော်ရှိပါတယ် Grawan Batch ကဘာလို့လဲကိုစင်နဲ့ Grawan Batch ကပြီးခဲ့တဲ့ပွဲမှာဒဏ်ရာပြဿနာကြုံနေပါတယ်ဗျအဲ့ဒါကြောင့်မလို့မပါခဲ့တာပါအဲလာမဲ Brad Pitt နဲ့ပွဲပါနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဂဘူလုံးဝအပြည့်မမြင်ဘူးကွာတဲ့ကိုဆရာကိုစင်ကျွန်တော်မြင်တာပေါ့ဂဘူကိုကျွန်တော်လောက်ဆဲနေရလို့ရှိချင်မှရှိနေမယ်ဆဲနေတာပဲဒါပေမဲ့ဂဘူရဲ့နေရာမှာခင်ဗျားတို့ဂဘူထက်တာတွေကစားမှာဘာလို့ရှိလို့လဲ လက်ရှိတိုက်စစ်မှာတိုက်ရှစ်တိုက်စစ်စွမ်းဆောင်ရည်အရာကအကီတကီနဲ့ဂပူနဲ့ရတကယ်အကောင်းဆုံးဖြစ်နေတာဆရာသမားတို့အဲ့ဒါညင်းလို့မရတကယ်ပြောရကျွန်တော်တို့အသင်းရဲ့တိုက်စစ်ကသမားတွေအကုန်လုံးထဲမှာအကီတကီနဲ့ဂပူနဲ့တကယ်ကိုမိုက်နေတာဗျအဲ့ဒါညင်းလို့မရပါဘူးဂပူလုံးဝမမြင်ဘူးဗျတဲ့ဟုတ်ကဲ့ပါခီးစာကျူးစာသဘောကျတယ်ဗျတဲ့အမ်ဝဘိပါပြောင်းမြရတယ် ဂရမ်ဘတ်ကမလို့လဲကိုစင်ဒီညတော့ A ပြတာတန်သွားပြီဗျာကဲ okay gain အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ page လေးကို follow မလုပ်ပါသေးရင် follow လုပ်ပေးကြပါဦး YouTube channel လေးကို subscribe မလုပ်ပါသေးရင်လည်း subscribe လေးလုပ်ပေးကြပါအောင်ပေါ့နော်အခုအတိုင်းမှာဆိုရင်တော့အဲ၄နာရီ7မိနစ်ရှိနေပြီအဲ့တော့သသော8ကျမကြီး view site လာမယ့်ပွဲတွေကနောက်ကျပွဲတွေကြီးပဲညနေပွဲတွေကြီးပဲအဲ့တော့ဘာပဲဖြစ်ကတော့ကျွန်တော်တို့ weekend ကြာရင်တော့ထပ်ပြီးတော့ရင်ခုန်အောင်မှာပေါ့နော်အဲဒီနေ့လိုပုံစံမျိုးလေးထပ်ပြီးကြည့်ရမယ်ဆိုရင်တော့ Depau Fanny အတွက်နည်းနည်းလေးနည်းနည်းလေး ဟိုစိတ်အေးစရာလေးဖြစ်လာပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ဒါအာနိစလော့လေးအဖြေတကူရသွားတော့ပြီဒီပွဲစဉ်ကနိုင်နာထပ်ပူပြီးတော့အမျက်ထွက်ခဲ့တဲ့ပွဲတစ်ပွဲလို့ပဲကျွန်တော်ကတော့မြင်နေတကယ်ကိုမိုက်တယ်တကယ်ကိုကောင်းတယ်အထူးသဖြင့် Dominic Sobos line Florian Biz နှစ်ယောက်သားရဲ့ movement တွေ၊ Cartey Jong ရဲ့ movement တွေကအထူးသဖြင့်ကတော့ Flor ရဲ့ movement တွေပေါ့နော် Flor ရဲ့ movement တွေ၊ Akitiki ရဲ့ movement တွေကတကယ်ကိုအနုပညာစံတယ်လို့ကျွန်တော်ကတော့မြင်နေတကယ်ကိုကောင်းနေ အာတော်တော်လေးကိုမိုက်တဲ့အနေထားတစ်ခုတွေပါပဲအဲ့တော့ပြောမယ်ဆိုရင်တော့ဒီပွဲစဉ်ကအနိုင်ရင်ပေါ်ကနေထပ်ပြီးတော့ကျွန်တော်တို့အာနစ်စလော့အတွက်ပေါ့နော်နောက်ပွဲတွေမှာဘယ်လိုသွားမလဲဘယ်လိုလုံးဝမလဲဆိုတဲ့အနေထားတစ်ခုကိုကျွန်တော်တို့အာနစ်စလော့အနေနဲ့ကကောင်းကောင်းကြီးအမျက်ထွက်လိုက်တယ်လို့ပဲကျွန်တော်မြင်ပါတယ်ဗျာအဲ့တော့အဲ့ဒီအမျက်အပေါ်မှာလာမယ့်ပွဲတွေမှာအဲ့ဒီအမျက်ကိုပဲဆက်ပြီးတော့အသုံးချမလားဒါမှမဟုတ်ရင် အာဒါကအမျက်ကြီးပဲထားလိုက်တော့ငါတို့ပုံမှန်မူရင်းနဲ့ပဲသွားမယ်ဆိုတဲ့ပုံစံမျိုးဖြစ်မလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ကဲအဲ့တော့ကျေးဇူးများကြီးတင်ပါတယ်။အခုချိန်ကြီးကျွန်တော်လည်းတူတူလာပြီးတော့စကားပြောပြီးတဲ့ကျွန်တော်ရဲ့ညီကိုတွေအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။အဲဒီနေ့ညကျွန်တော်ဒီလိုက်ကလေးနဲ့တောင်းလေးနဲ့ပဲနားပါမယ်။ညရောင်ရင်ကျွန်တော်တို့ပုံမှန်အတိုင်းပြန်ပြီးတော့တွေ့ပါမယ်။ဘာပဲဖြစ်ကတော့ညရောင်ရင်တော့ AC စကားလေးပြန်ပြီးတော့ပြောကြတာပေါ့ဗျ။ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။ကျမကြီးလည်းကူစိတ်ပါဆက်သွားကြရလည်းကူစိတ်ပါ။ ကိုလက်ပါကျွန်တော်နားပါကြီးဗျာဘမိုင်မှာဘမိုင်မှာဘေးကြီးတို့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဘမိုင်